ဝမ်းကိုရောက်ရင်ဘောင်းမီကြီးတမမနဲ့လုံးမနေဖို့မှားလိုက်ချင်သေးတယ်မောင်ရင်ငယ်ကမျိုးဘော်ကိုသွားတော့မယ်ဆိုရင်အဖမန်နေဂျာစကားတခွန်းကမျိုးကိုရောက်ရင်လူတွေကိုတဲ့ပြီးမယုံနဲ့ငါမီးတဲ့မျိုးကလူတွေကလူလယ်တွေများတယ်ဆိုတဲ့စကားကယနေ့အချိန်ထိလည်းကြားအောင်နေသေးပါပဲအဖမန်နေဂျာစကားကိုမိញမ်းပြီးပြောရရင်မကြခင်ဝမ်းချန်ပီယံရှစ်စီသွားပြီးလက်ဝေထိုးတော့မယ်ဆိုတဲ့ဖိုက်တာတရားကိုမှားလိုက်ချင်တာကဝမ်းကိုရောက်ရင်ဘောင်းမီကြီးတမမနဲ့လုံးမနေနဲ့အုံမောင်ရင်ရေးလို့လားပြောလိုက်ချင်ပါတယ်ဝမ်းမှာရှင်မြိုင်ထိုးတဲ့နေကြတဲ့မြန်မာဖိုက်တာတွေနဲ့ပတ်သက်ရင်မာပရိသတ်တွေအကုန်လုံးကနိုင်ဝဲရစေချင်ကြတဲ့လူတွေကြီးပါပဲ ဒါပေမဲ့လည်းမြန်မာဖိုက်တာအများစုကနိုင်ဝဲထက်ရှုံးဝဲတွေကပိုပြီးများနေခဲ့ကြတာဖြစ်ပြီးကြံခဲ့တဲ့ပြီးခဲ့တဲ့နှစ်တွေအတွင်းကပွဲစဉ်တွေကိုမပြောနဲ့ဒီနေ့အတွင်းထိုးသက်ထားခဲ့တဲ့ပွဲစဉ်တွေကိုပြောရရင်ရှင်မြိုင်ထိုးသက်ထားတဲ့ပြိုင်ပွဲက16ပွဲအထိရှိထားခဲ့ပြီးအဆိုပါ16ပွဲမှာနိုင်ဝဲက9ပွဲသာရှိထားခဲ့တယ်ဆိုတော့သုံးပုံပုံမှာတပုံသာနိုင်ဝဲရထားတယ်ဆိုတဲ့သဘောလို့ဆရာမှာပါ ဝမ်းမှာရှင်မြိုင်ထိုးတက်နေကြတဲ့မြန်မာဖိုင်တာတွေကိုကြီးလိုက်ရင်သူ့အားရင်းချက်အနေနဲ့သူကိုကြည့်ရှိထားခဲ့ကြတာပါ။တမန်ဖိုင်တာတွေနဲ့ရှင်မြိုင်ရတဲ့အခါမြန်မာဖိုင်တာတွေဟာနိုင်ဝဲရလေးရှိပေမဲ့နည်းနည်းလေးအဆင်ရှိတဲ့ဖိုင်တာတချို့နဲ့ရင်ဆိုင်ရတဲ့အခါမှာရှုံးဝဲတွေနဲ့ရင်ဆိုင်ရလေးရှိတာကိုမြင်တွေ့ထားခဲ့ရတာပါ။ဒါအပြင်မြန်မာဖိုင်တာတယောက်နှစ်ယောက်တည်းမဟုတ်ပါဘူး။ဒီဘက်ကဝမ်းမှာရှင်မြိုင်ထိုးတက်နေခဲ့တဲ့ ဖိုင်တာတိုင်းလိုဆရာမှာဖြစ်ပြီမြန်မာဖိုင်တာရင်းအရေးသွေးကထိတ်တန်းဖိုင်တာတယောက်ဖြစ်လာဖို့အထိအရင်ချင်းနေမပြည့်မီကြလို့လားဆိုပြီးမေကွန်ထုတ်ရမလို့ဖြစ်နေခဲ့တာပါဒါကိုရဲ့မြန်မာဖိုင်တာတွေကိုဝေဖန်တဲ့သဘောမဟုတ်ပဲဘာကြောင့်ကချင်သားကြီးလိုအောင်မြင်မှုမရကြရလဲဆိုတာကိုပြန်လည်သုံးသပ်စေခြင်းတဲ့သဘောပါပဲအခုလေဝမ်းချမ်းပြန်ရှင်ပြိုင်ပွဲစီမင်းနဲ့တင့်မြန်မာဖိုင်တာတယောက်ကိုထပ်ပြီးမြင်တွေ့သွားတော့မှာဖြစ်တယ်လို့သိရပါတယ်ဘယ်သူပဲဝါဆိုတာတိတိကျကျထင်းထင်းရှားရှားမသိရပါပဲအားလုံးကတော့မင်္ဂလာကြားကြော်စွာဝင်ဖြစ်တယ်ဆိုပြီးခံမှန်းသုံးသပ်ဖို့တွေပြုလုပ်နေခဲ့ကြပါပြီဘာကြောင့်မင်္ဂလာကြားကြော်စွာဝင်ဆိုပြီးခံမှန်းသုံးသပ်နေကြရလဲဆိုရင် ထိုင်းနိုင်ငံနောက်ဝင်ကျင်းတစ်ခုမှာဂျွန်ဆွန်ဝင်းဟာနာမည်ကျော် Fair Test ဘောင်းမီဝင်ပြီးလေ့ကျင့်နေတဲ့ဓာတ်ပုံဗီဒီယိုဖိုင်တွေတက်လာခဲ့တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ် Fair Test ဆိုတာနိုင်ငံကအဆင့်မီလက်ဝဲကျင်းဖွဲ့အစည်းတစ်ခုပါအဲ့လိုအဖွဲ့အစည်းမျိုးကမြန်မာနိုင်ငံကအလားအလာရှိတဲ့ Fighter တွေကိုကန်လန်းခဲ့ဘူးလေလို့လည်း Hotel Lock ကကြားသိရပါသေးတယ်ဒါဆိုရင်ဂျွန်ဆွန်ဝင်းတယောက် Fair Test ကျင်းကိုရောက်သွားပြီလား One Championship နဲ့ရောလက်တွဲလိုက်ပြီလားဆိုတာမကြခင်သိရတော့မှာပါ နောက်ပြီးဝမ်ချန်ပီယံရှစ်ပြိုင်ပွဲတွေမှာ Fastest ချင်အားစပွန်ဆာပေးထားခဲ့တယ်လို့ဝမ်ချန်ပီယံရှစ်ပွဲစဉ်တွေရှင်ပြိုင်ကြတဲ့အခါ Fighter တွေအနေနဲ့ Fastest Americate ပါ NG တွေဘောင်မီတွေကိုဝစ်ဆင်ပြီးရှင်ပြိုင်ကြတာများပါတယ်။ဒါကြောင့် Fastest Americate ပါဘောင်မီကိုဝစ်ဆင်ပြီးလေးချင်းမှုတွေပြုလုပ်နေတဲ့ကျော်စွာဝင်းတယောက်ဝမ်ချန်ပီယံရှစ်မှာမြင်တွေ့သွားရွယ်ရှိတယ်ဆိုပြီးအားလုံးကခံမှန်းတုံ့တက်နေကြကြတာပါ။ဒါအပြင်ဝမ်ချန်ပီယံရှစ်မှာရှင်ပြိုင်ထိုးသက်ဖို့အတွက်ထိုင်းနိုင်ငံကချင်းတွေကိုလေးလာခဲ့တယ်လို့လည်းသိရပါတယ်။ မြန်မာနိုင်ငံမှာပွဲတွေမထိုးပြတော့ဘဲကျော်စွာဝင်းဟာသူ့ရဲ့အကောင်းဆုံးပုံစံတစ်ခုရအောင်ပြင်ဆင်မှုတွေပြုလုပ်နေကြတာဖြစ်ပါရင်ကျော်စွာဝင်းရဲ့နောက်ဆုံးရှင်မြိုင်ထားခဲ့တဲ့ပွဲအစဉ်ကတော့ထွန်းလွန်မင်းနဲ့အလော်တန်ချန်ပီယံခပ်ပတ်လူပွဲဖြစ်ပြီး Wayne Fighter ကြီးရဲ့ခြေကံကျက်တဲ့သူကျော်စွာဝင်းတယောက်အလဲထိုးနဲ့ကိုအရှုံးပေးထားခဲ့ရတာပါဒါကြောင့်ကျော်စွာဝင်းအတွက်အထွေထွေတစ်ခုလို့ဆိုရမှာဖြစ်ပြီး Wayne Championship လို့ပြိုင်ပွဲမျိုးမှာကစားမယ်ဆိုရင်အဆိုပါကန်ချန်မျိုးတွေကိုရှောင်ရှားနိုင်ဖို့လည်းလိုအပ်ပါရင် Wayne Championship မှာလက်သေးထိုးချက်တွေကိုအဓိကအားတန်တဲ့ Fighter တွေရှိသလိုခြေကံကျက်ပိုင်းမှာအဓိကအားတန်တဲ့ Fighter တွေရှိတဲ့ပါရင် ငွေထိုင်သမားအများစုကတော့ပဲစုံတော်ကြတဲ့သူတွေဖြစ်ပြီးခြေကံကျက်နဲ့လက်သီးထိုးကျက်တွေပြင်တထောင်ဒူးတိုက်ချက်တွေပါကောင်းမွန်ကြတဲ့သူတွေပါဒါကြောင့်ကျော်တော်ဝင်းနေတဲ့ဝမ်ချန်ပီယံရှစ်လိုပြိုင်ပွဲမျိုးမှာရှင်ပြိုင်သွားမယ်ဆိုရင်တော့ဘောင်းမီကြီးတမမနဲ့လုံနေလို့မရပြင်မြန်မာနိုင်ငံမှာဘလောက်ကောင်းကောင်းဝမ်မှာဘောင်းမီကြီးတမမလုံနေရင်တော့ရလက်တွေကောင်းနိုင်မှာမဟုတ်ဘူးလို့ပဲဆိုလိုက်ပါရစေ